အားလုံးပဲမင်္ဂလာပါခင်ဗျမိတ်ဆွေတို့ရဲ့ Starting Note Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါတင်ဆက်ပေးခြင်းတဲ့လာရှိုးမျိုးတင်ခံရတဲ့နောက်ွယ်ကကပလမဲကြီးနဲ့မိသားစု၄ခုအကြောင်းဒီနေ့ကျွန်တော်ပြပြခြင်းတဲ့အကြောင်းအရာကလာရှုမြို့တိုင်းခံရတဲ့နောက်ွယ်ကကပအလမဲကြီးနဲ့မိသားစု၄စုအကြောင်းဖြစ်ပါတယ် ပုံမဲ့လည်းလည်းပြောရမယ်ဆိုလာရှုမျိုးအသိခံရတာဟာနောက်ခွဲကကြိုးကန်ထားတဲ့သူကတရုတ်ပဲဖြစ်တယ်ဆိုတော့အလုံးလေးတည်ပြီးကြပြီးဖြစ်မှာပါ။ဒါပေမဲ့မိသားစု၄စုနဲ့တော့ဘယ်လိုပတ်သက်နေသလဲဆိုတော့အလုံးသိချင်ကြမယ်လို့ထင်ပါတယ်။ဘယ်လိုပတ်သက်နေသလဲဆိုတာပြောပြပါမယ်။ပထမအနေနဲ့လာရှုမျိုးအသိမခံရမီရှေးဦးစားကိုပြောပြပါမယ်။လာရှုမျိုးကိုမသိမီကိုကန် MNDA တပ်ဖွဲ့ကစဉ်းစားပုံပထမမူလရည်မှန်းချက်ပါ ဒီစစ်စင်ကြီးကိုမလုံးမီအားလုံးသိကြတဲ့တရှိကျွင်းကြောက်ကုံရွံနဲ့ဝါကောင်းဆောင်ပေါ့ရီကျွန်းတို့စကားပြောကြတဲ့တည်င်းလွာတမင်ဖွင့်ပြမှုတို့ကအစားပြုတယ်ဆိုပါစို့အရာအားလုံးတီးပြီးဖြစ်လို့ထားလိုက်ပါနောက်တစ်ခုကိုဆက်ရမယ်ဆိုရင်ကိုကန့်နဲ့ဖုန်တာကြီးတို့ပထမဘုံရီမန်းချက်ကကိုကန့်ဒေတာကိုပြန်လဲရရှိရေးပါဒါပေမဲ့ကိုကန့်ဒေတာကိုပြန်လဲရရှိဖို့ဆိုတာလွယ်တော့မလွယ်ကူပါဘူးဘာကြောင့်မလွယ်ကူတာလဲဆိုတော့ပထမတိုက်ထုတ်ရမယ့်အချက်တွေရှိနေလို့ပါ တိုက်ထုတ်ရမှာကဘာတွေလဲဆိုရင်အဲ့ဒီဒေတာတွေမှာကြီးစုနေတဲ့မိသားစု၄စုရှိပါတယ်အဲ့ဒီမိသားစု၄စုကဘာလဲဆိုတော့နံပါတ်၁ပယ်မိသားစု၂ဝင်မိသားစု၃မိမိသားစုနဲ့နံပါတ်၄ရှိုးမိသားစု၄စုဖြစ်ပါတယ်ဒါတော့မရှင်းပြတော့ပါဘူးအဲ့ဒါနဲ့ပတ်သက်ပြီး ကိုကန်းနဲ့ဖုန်တာချီတို့ရဲ့ဘုံရီမန်းချက်ကိုပြန်ကြည့်ရင်ကိုကန်းဒေတာကိုပြန်လည်ရရှိရေးပေါ့အထက်မှာပြောခဲ့သလိုလွဲတော့မလွဲကူပါဘူး ဘာကြောင့်မလွယ်ကူတာလဲဆိုရင်အစကပြောခဲ့တဲ့မိသားစု၄စုတွေကပထမနံပါတ်၁ဖြစ်တဲ့ပယ်မိသားစုအရှိကောက်ဆိုရင်ပယ်ဆောက်ရှိန်မိသားစုပေါ့အဆိုပါမိသားစုကိုတိုက်ထုတ်ရမှာပါတပတ်ကိုပြန်ကြည့်ရင်စစ်အင်အားတစ်ထောင်ခန့်လောက်ရှိတဲ့စစ်တပ်ကိုလည်းတိုက်ထုတ်ရမှာဆိုတော့ကိုကဲအနေနဲ့လုံးဝမလွယ်ကူတဲ့ကိစ္စပါအစောကပြောခဲ့တဲ့မိသားစုနဲ့ပေါင်းလိုက်ရင်စေအင်အားတောင်းချီရှိပါတယ်။ဒါကြောင့်ကိုကန့်အနေနဲ့မလွယ်ကူပါဘူး။ဒီတော့ဖုန်တာရှိတဲ့ကိုကန့်တို့စဉ်းစားရတယ်။အားရကိုတိုက်ဖို့အတွက်သူတို့ဘက်ကစေအင်အား3000ကျော်လောက်လိုအပ်ပါတယ်။ ဒီတော့လိုအပ်တဲ့စင်ရ3000ကိုရပါပြီတဲ့အဲ့ဒီ3000ကျော်ကိုလက်နက်တပ်စင်ပေးဖို့အဝယ်စားစင်မြန်ပေးဖို့လက်နက်ခဲယမ်းတွေကိုဖြည့်ပေးဖို့နဲ့စားနပ်ရိက္ခာတွေပေးဖို့အတွက်လိုအပ်လာပြန်ပါတယ်အဲ့ဒါတွေကိုဘလို့ဖြည့်မလဲဘယ်ကရပြီးဖြည့်ပေးမလဲမလွယ်ကူလာပါဘူးအဲ့တော့ကိုကန့်ဖွဲ့နေတယ်အဲ့ဒါတွေကိုဘယ်ကရမလဲအဲ့လိုအစင်းစင်စဉ်းစားပြီးနောက်ပိုင်းမှာဝါကိုချင်းကပ်ရပါတယ်ဒါပေမဲ့ဝါမှာကလည်းသူတို့လိုချင်သလောက်မရနိုင်ဒါကြောင့်ဝါအနေနဲ့ကလည်းအစင်ပြာကိုပြန်ချင်းကပ်ရပြန်ပါတယ် ဝါအနေနဲ့ကလည်းအခက်တွေ့နေချိန်မှာတရုတ်ကအရာကိုတီးပြီးဝါရဲ့နောက်ခွဲကကြိုးကင်လာပါတယ်။အဲတော့တရုတ်ကကြိုးကိုဆဆွဲတယ်။ဝါကတော့တရုတ်ဆွဲတဲ့ကြိုးတိုင်းကရပါတယ်။လက်ကြိုးဆွဲရင်လက်လုတ်၊ခြေကြိုးဆွဲရင်ခြေလုတ်၊ခေါင်းကြိုးဆွဲရင်ခေါင်းလုတ်၊ကိုကြိုးကိုဆွဲရင်ကိုလုတ်ဒါအမြင်တအောင်ပြောပြတာပါ။အဒီတော့ကိုကန့်လိုအပ်တဲ့လက်နက်အင်အားလူအင်အားနဲ့ခဲလက်နက်စာနယ်ဂိခါရီပြည်စုံဖူလုံသွားပြီဆိုတော့ကိုကန့်ကတိုက်ရမှာပါပဲ။တမမှာလေ TNL ထက်ကကိုပလောင်ဒေတာကိုစတိုက်ပါတယ် အဲလိုဆင်းမြနေပင်ကိုစောက်ဖွင့်ပြီးမှကိုကန်အင်အားကြီးမှလာပါတယ်။ရှင်းရှင်းပြောရမယ်ဆိုဒီလိုလက်နက်အင်အားလုံအားတောင်တင်းခိုင်မှလာပို့ဆိုရင်ဘာကိုအကြောင်းခံတယ်လဲဘာကြောင့်လဲဆိုရင်ပြောပြပါဦးမယ်။တရုတ်နိုင်ငံခြေဆိုင်ဖြစ်တဲ့ Norigo ကုမ္ပဏီကနေဝါကလက်နက်ကုန်ရမ်းကိုတင်သွင်းပြီးဝါအနေနဲ့တရုတ်နယ်စပ်မှာရှိတဲ့မြောက်လက်နက်စက်ရုံမှာဝါကတဆင်တက်ဆင်ပြုတ်လုပ်ပြီးကိုကန်ကိုပေးပါတယ်။နောက်တစ်ခုက drone စက်ရုံကို2019လောက်မှာဝါအနေနဲ့ကလည်းတိစောက်ထားပါသေးတယ်။ ဒါတွေကိုလည်းဝါကိုရိုင်း drone တွေကိုထုတ်လုပ်ပြီးတက်ဆင်ပေးပါတယ်။ဒါလည်းဖုန်တာရှိကိုရိုင်းကဝါစီကနေအကျွေးစနစ်နဲ့ဝယ်ယူပြီးပြန်ပေးရပါတယ်။ဒါကိုလည်းတရုတ်ရဲ့မဟာဗျူဟာကြားတဲ့စီးပွားရေးနည်းဗျူဟာတစ်ခုလို့မြင်ပါတယ်။နောက်တစ်ခုကလက်နက်အင်အားပြည့်စုံပြီးလူဝင်အားလည်းတောင်းတင်းလာပြီးဆိုတော့ကစစ်တိုက်တဲ့အခါစားသုံးဖို့လက်နက်ရိက္ခာလည်းလိုအပ်လာပြန်ပါတယ်။ဒီစားနက်ရိက္ခာကိုဘယ်ကနေရမလဲ။တဆက်ပြန်စင်းစားရင်ဒီစားနက်ရိက္ခာနဲ့ပတ်သက်ပြီးတော့လေတရုတ်ကိုပဲအာကိုရပြန်ပါတယ်။ ဒါကြောင့်တရုတ်စစ်သားတွေဆက်တိုက်တဲ့အခါစားသုံးဖို့ထုတ်လုပ်တဲ့ကုမ္ပဏီကိုချင်းကပ်ရပြန်ပါတယ်။ဆိုတော့အဲဒီကုမ္ပဏီကထုတ်လုပ်ပေးလိုက်တဲ့လက်တဆဲလောက်ရှိတဲ့မုံကိုပါကင်ဘူးနဲ့ထည့်ပြီးပေးပြန်တယ်။ပြောရမယ်ဆိုတရုတ်စစ်တပ်တွေရှေ့တန်းထွက်ရမှာစားသုံးတဲ့မုံပေါ့။အဲဒီမုံကအာဟာရသိရှိတယ်။မုံကိုတစ်ထုံးလောက်စားပြီးရေတောက်လိုက်ရင်အလိုလိုပိုက်ပြေသွားပါတယ်။ဒါလေးတရုတ်ကပဲဖန်တီးပေးတာပါ။ဒီတော့ကိုကန်ဘတ်ကအားလုံးပြည့်စုံသွားပြီဆိုပါစို့။ဘယ်လိုတိုက်မလဲ။ဘယ်ကနေစားတိုက်မလဲပေါ့။ အစမှပြောခဲ့သလိုမိသားစုလေးစုပယ်ဝေမြေရှိုးဆိုတဲ့အင်အားတောင်းနေကြတဲ့စစ်အင်အားကိုတဲတိုက်ဖို့မလွယ်ကူပါဘူးအဲဒါဘလို့တိုက်မလဲဘယ်ကတိုက်မလဲဆိုရင်ဒီနေရာမှာလာပါမယ်ကိုကန့်အနေနဲ့အဲဒီဒေသမှာရှိတဲ့ကျင်းရွှေဟုံကိုစတိုက်ပါတယ်ကျင်းရွှေဟုံကိုတိမ့်ပိုက်ပြီးမှဂုံးလုံးကိုတိုက်တယ်အဲလိုလေးဘက်လေးတန်တိုက်ခိုက်ပြီးလောက်ကန်ကိုဝင်တိုက်ပါတယ်အဲဒါလိုပတ်တိုက်ပြီးတစ်ချိန်ထဲမှာပဲပယ်ဝေမြေရှိုးဆိုတဲ့မိသားစုလေးစုကိုကြားဖြန့်ရာဆွဲတာဖြစ်တရုတ်ကကျင်းညာပါတယ် အဲ့လိုကြီးညာပြီးတက်ဆက်ထဲမှာပဲဖန်ဝရန်ထုတ်ပြန်ပါတယ်။အဲ့တော့ရင်းမိသားစုလေးစုကဖုန်တာရှိကိုပြန်တိုက်ဖို့နေနေတာဒါအဲ့ဒီမိသားစုလေးစုဟာတရုတ်ထုတ်ထားတဲ့ဖန်ဝရန်ကြောင့်ပဲပြေးရမလား။တရုတ်ပြည်မကိုပဲပြန်သွားရမလား။သူတို့ကိုသူတို့ဘာလို့ရမလဲမဆုံးဖြတ်နိုင်ပဲစိတ်ဝေဝါသွားပါတယ်။အဲ့လိုကောင်းဆောင်နေစိတ်ဝေဝါသွားတဲ့ချိန်မှာအောက်လောင်းငယ်သားတပည့်တွေကလည်းဖျို့ဖျဲဖြစ်ပြီးပြိုကွဲသွားပါတယ်။အဲ့လိုပြိုကွဲသွားတဲ့ချိန်မှာပဲကိုကန့်ဖွဲ့ကအဝင်စီးပါတယ်။ အဒီဘက်ကနာဆာကအစိုးရကလည်းအဲ့ဒီပယ်ဆောက်ချိန်ပြီးတော့မိသားစုကိုဖမ်းပြီးတရုတ်လက်ထဲကိုအပ်လိုက်ပါတယ်။အဲ့ဒီမိသားစုလေးစုကိုလည်းဖမ်းကိုဖမ်းရမယ်ဆိုတော့မဖမ်းမဖြစ်ဖမ်းပေးလိုက်ရပါတယ်။တရုတ်ကလည်းအဲ့ဒီမိသားစုကိုတက်ကိုတက်ရမယ်။ဒေါ်လာရင်းရာစုတွေကလည်းအဲ့ဒီမိသားစုလေးစုရဲ့ကာစီနိုဂိမ်းတို့ကြားဖြန့်ဂိမ်းတို့စသဖြင့်ခေါင်းစဉ်တက်ခံထားရတဲ့နေရာကိုတချို့ဖြစ်ဝင်ထောက်လန်းထားပြီးဖြစ်ပါတယ်။ဝင်ထောက်လန်းထားတဲ့နေရာထဲမှာပယ်ဆောက်ချိန်တို့မိသားစုတို့မဟုတ်မိမိသားစုဖြစ်ဖို့များပါတယ်။ အဲ့ဒီမိမိသားစုကသူတို့စီလာထောက်လန်းတဲ့တရှိုးစပိန်ထောက်လန်းရေးကိုလည်းတပ်ပစ်တယ်လို့သိရပါတယ်။အဲ့ဒါကြောင့်တရုတ်ကအဲ့ဒီမိသားစုပေါ်ဖို့ဒေါသထွက်သွားပုံရပါတယ်။ဒါအတွက်ကြောင့်မယ်တရုတ်ကဒီစစ်စင်ရေးအတွင်းမှာပဲမိသားစု၄စုကိုစဖြိုခွင်းပါတယ်။မိသားစု၄စုပြိုကွဲသွားတဲ့အခါမှာနာဆာကတပ်ပဲကြံပါတယ်။အဲ့ဒါလိုကိုကန့်ဝင်တိုက်ဖို့အတွက်ဘိုအင်အားတောင်းတင်းသွားပြီးနောက်ဆုံးနာဆာကတပ်ကိုဖိတိုက်ပါတယ်။အဲ့ဒီမှာပဲလာရှိုးမြို့ကိုအသိမ်းခံလိုက်ရပါတယ်။ ဒီနေရာမှာပြောစရာတစ်ခုရှိလာပြန်ပါတယ်အားလုံးရဲ့အမြင်မှာ NASA ကအစိုးရကလက်နက်ခဲရက်နဲ့ drone တွေရှိလျက်နဲ့ဘာလို့ကြက်ကလေးငှက်ကလေးလိုမုံဆိုးကထောင်ပန်းတယ်လို့အဖမ်းခံလိုက်ရအပြစ်ခံလိုက်ရတယ်လို့မေးစရာရှိပါတယ်အဲ့ဒီအတွက်အကြောင်းကိုဆက်ပြောပါမယ်ဘာလို့လဲဆိုတော့ NASA ကအစိုးရကတရုတ်စီကဝယ်ယူလိုက်တဲ့ drone တွေအလုံးမလုပ်ပါဘူး drone jammer တွေအလုံးမလုပ်ပါဘူးအဲ့တော့ကိုကန်းကလွတ်တင်လိုက်တဲ့ drone တွေကကောင်းငင်ကနေမိုးရွာချတယ်လို့ရွာချပါတယ်။ဒါကိုစဉ်းစားကြည့်ရင်ဘာကြောင့်လဲဆိုတာဖြေပေါ်တော့ပြီးတင်ပါတယ်။ အပြေကိုတိတိကျကျမတိရတည်ပေမဲ့ရေးရေးလေးတော့တိလောက်ပြီးထင်ပါတယ်။မတိလည်းမပူပါနဲ့ဆက်လက်ပြီးပြောပြပါမယ်။အမှန်တော့ကိုကန်းတွေနေနဲ့ကိုရိုင်းဒရုံမထုတ်လို့တတ်ပါဘူး။ကိုရိုင်းဒရုံမမောင်းတတ်ဘူး။ဒါပေမဲ့ကိုကန်းကနေဒီစစ်စင်ရေးကိုမစားခင်2019လောက်ကလေးကပြင်ဆင်ထားတာပါအဲ့ဒါလဲဖုန်တာရှိရဲ့ရီမန်ကျက်အတ္တိမပန်းနိုင်ကကိုကန်းလေသားကိုပြန်လဲရရှိဖို့တမင်ရည်ရွယ်ချက်ရှိရှိလုပ်ထားတာပါပဲတရုတ်ကလည်းဖုန်တာရှိရဲ့ရီမန်ကျက်တပ်ပုံမြင့်နဲ့ဂိတ်လန်းတစ်ခုကိုပေးထားပါတယ်အဲ့ဒီဂိတ်လန်းကြောင်းတိုင်းလာရှိုးအထိကိုလာတိုက်တာဖြစ်ပါတယ် အဲ့ဒါကတရုတ်ရဲ့စီမံချက်အဲ့ဒါတွေမကသေးပါဘူးဖြစ်နိုင်ရင်တရုတ်ကမြန်မာတို့ရဲ့ရင်းနှင်းတဲကြဖြစ်တဲ့ဂျင်းချင်းမှုအမွေအနှစ်ပြည့်ရှံကျွဲွားတဲ့မန္တလေးအထူးအောင်ဆက်လက်တိုက်ခိုက်ဖို့ရည်ရွယ်ချက်ရှိပါတယ်ဒါပေမဲ့အကြောင်းမျိုးမျိုးကြောင့်ဆက်မတိုက်ပဲရပ်တန့်ထားလိုက်ပါတယ်ဒါကလည်းသူတို့နဲ့မကင်းရမကင်းကြောင်းနေရှိနေလို့ပါဒါပေမဲ့ကျွန်တော်တို့မြန်မာလူမျိုးတွေအနေနဲ့တရုတ်ရဲ့ပြည်ရယ်ကိုအဆမပြတ်တတိထားစောင့်ကြည့်တင့်ပါတယ်လို့အကြံပေးထားခြင်းပါတယ်အစောကစကားကိုထပ်ဆက်ရရင်တော့တရုတ်တွေကနီပရိယမျိုးစုံသုံးပြီးရွေချက်ရှိရှိဝင်ရောက်ကချင်းကပ်နေရဆိုတာပါပဲ အန်ဒရယ်ရှိလို့ထပ်တရီပေးပါရစေတရုတ်နဲ့ပတ်သက်လာရင်ကျွန်တော်တို့မြန်မာတွေတိတ်မအားကြဖို့လိုအပ်ပါတယ်အကိုကန်ဒေတာကနေလွတ်တင်တဲ့ဒရုန်းတွေကောင်းဝင်ကနေမိုးရွာသလိုရွာချတာနဲ့ပတ်သက်ပြီးအနှစ်ချုပ်ပြန်ကြည့်အဲ့တခုလည်းမဟုတ်ပါဘူးကောင်းဝင်ကနေဒရုန်းမိုးရွာသလိုအောက်ကနေလည်းငွေတွေအထုတ်လိုက်စီးဝင်ပါတယ်ဒါကြောင့်နာဆာကတက်ကအရာရှိကြီးတချို့တရုတ်ယွမ်တန်းချီရကြတာပါအဲ့ဒါကြောင့်လေလာရှိုးကကိုကန့်လက်တဲ့ကြက်ကလေးငှက်ကလေးဖမ်းတယ်လို့ယောက်သွားရပါတယ်။ပြောရမယ်ဆိုလာရှိုးကိုအသိမ်းခံလိုက်ရပါတယ်။ နောက်ဆုံး NASA ကတက်ကအရာရှိကြီးတချို့မှာလည်းထောင်ထဲဆန်ရတာတွေရှိသလိုကြိုးမိတ်ကြသွားတာလည်းရှိပါတယ်။ပြောရမယ်ဆိုအပေါ်ကလာတဲ့ drone မိုးနဲ့အောက်ကနေသွားတဲ့ငွေတို့ပေါင်းဆက်ပြီးထီတော့မခံနိုင်ကြတော့ပါဘူး။အဲဒါကဘာလို့ကြောင့်လဲဆိုတော့တရုတ်ဆိုရဲကမ္ဘာယုံရှားစရာကောင်းတဲ့လက်မဲကြီးတွေကြောင့်ဆိုတော့အားလုံးတိလောက်ပြီးလို့ထင်ပါတယ်။အနည်းချက်ကိုပြောရရင်တော့ Lashu မျိုးအသိခံရတဲ့အတူ Pewee Misho ဆိုတဲ့မိသားစုလေးစုပျော်ကွဲပျက်စီးသွားရတာကလည်းတရုတ်ကြောင့်ဆိုတာထင်ရှားပါတယ်။ အားလုံးတရုတ်ဘေးကိုအတိမပြတ်ပဲဂယူဆိုင်ကြပို့ကိုပါထဲပြောနှုတ်ဆော်တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာမြန်မာပြည်သူပြည်သားအပေါင်းတို့လည်းကိုချမ်းမှာစိတ်ချမ်းသာစွာနဲ့ဘေးဖြတ်ဖြတ်ကနေလွတ်မြောက်ကြပါစေလို့ဆုတောင်းမေတ္တာပို့သလျက်ပါခင်ဗျာ